ော်ရောက်တယ်ရတနာမွန်အေယာရှိမှာမလို့ဒီနာမည်လေးကိုလည်းကြိုက်တာ ਨੇ ဒီရတနာမွန်လို့ပဲပေးလိုက်တာပါဟာအဝါနန်းပြားတုပ်ကတော့ဒီမှာတော့ဒီလိုရိုးစီချက်နဲ့ဟိုကစက်သားဟင်းရည်နဲ့ပဲလေကျွန်တော်တို့အညာမှာကြတော့ဒီပဲရည်လေးရယ်စက်သားရည်လေးရယ်ရောပြီးတော့နေတော့ကြတော့အဲ့အနံ့ရတာပြည့်စုံတာပေါ့အဲ့လေပိုးပြီးတော့စူစူလေးဆိုတော့じゃမအီးတော့ဘူးပေါ့ညာကျွန်တော်တို့ကတော့မအီးအောင် လဲထက်တော့တာတွေရတယ်စောက်လို့လဲကောင်းအောင်လူတွေလည်းမအီအောင်ပေါ့ဟုတ်အဲ့လိုမျိုးလေးလားဟုတ်ကဲ့အဲကျွန်တော်တို့ဆိုင်ရရနိုင်တဲ့အစားအစာလေးကတော့ဟိုကနန်းနန်းကြီးတို့ရယ်ပလာတာတို့ရယ်နန်းပြားတို့ရယ်ပြီးရင်နို့ခေါက်ဆွဲမုံဟင်းကအစုံတို့ခေါက်ဆွဲတို့အဲနေရာလေးကတော့ကျွန်တော်တို့ဝေဇန်နာလန်းနဲ့ယရနာလန်းတောင်မှာပါလန်းတောင်ယရနာမုံအင်ယာအောင်ယရနာစေကန်းနဲ့ကပ်ရက်ပါ ကျွန်တော်တို့ဟို2016ခု အစာပိုင်းလောက်ကဟုတ်ရောက်တယ်ယရနာမွန်အေးအားရှိမှာမလို့ဒီနာမည်လေးကိုလည်းကြိုက်တာ ਨੇ ဒီယရနာမွန်လို့ပဲပေးလိုက်တာပါအဲအစားအသောက်အနေနဲ့ကတော့ ဟိုဘယ်လိုပြောပလန်တာတော့ကကျွန်တော်တို့ရေရေစကြိုစတိုင်ဆိုရင်တော့ရေစကြိုကထက်တရာလို့ပဲခေါ်တာလေအဲရေစကြိုကတော့အဲ့ထက်တရာလေးရေပြီးရင်ဟိုကစ်သွန်စိမ်ခောက်ဆွဲနန်းပြမြုပ်သီးစိမ်ပူစီနန်းပြီးရင်ကျွန်တော်တို့စီကကလေပဲလေးလည်းပါတယ်ကလေပဲလေးပြီးရင်ခရမ်းကျင်သီးလေးတွေလည်းပါတယ်ဒါပေမဲ့ဒီရန်ကုန်သူရန်ကုန်သားကြတော့အဲ့လိုမျိုးတွေတိတ်ပြီးတော့ပဲတွေပါတယ်မကြိုက်တယ်အဲမကြိုက်တာနဲ့အဲ့ဟာကိုဖဲထုတ်လိုက်တော့တာပေါ့နော်အဲ့ဂေါ်ဖီတွေပါကြီးလည်းမထည့်တော့ဘူး အဲပင်းရေလေးကြတော့ပင်းနဲ့ကြက်သားအရေကြတော့လေအဲကျွန်တော်ကနိုစိန်နိုစိန်အရေလေးပါတဲ့ဟာပို့ပြီးတော့အရသာရှိရဲဆိုပြီးအဲနိုစိန်ရေနဲ့ဒီကြက်သားဟင်းရေလေးနဲ့တွဲပြီးတော့ကျွန်မဒီပလာတာလေးကိုလုပ်လိုက်တာပါဟိုအဲမုံချိုကြတော့အဲဟုတ်တယ်မုံချိုကကြတော့ခုံဆွဲနှမ်းပြားလေးကို ကျွန်တော်တို့ဖြောပြီးတော့ကြာအဲ့ခေါင်းဆွဲနှမ်းပြားအစုံမှဒီစီတွေအများကြီးရဲ့ကိုထည့်ကျော်ရတာအဲ့ဒါကြောင့်သူကကျွတ်ကျွတ်မောမောလေးဖြစ်နေတာပေါ့ဟုတ်ဟုတ်တယ်ဒီဘက်မှာကျတော့အဲ့ဟင်းကျိုတဲ့ကိုမုန်းကျွတ်ထဲတာသူမကြိုက်ရအောင်မကြိုက်ဘူးအဲ့ဒီမုန်းကျွတ်လေးကိုဖဲပယ်စားတဲ့အခါကျတော့အဲ့တော့ကျနောက်ပိုင်းကျတော့မထည့်ပြတော့ဘူးပေါ့ရာသူတို့မကြိုက်ဘူးဆိုတာသိသွားတော့ကျကျွန်တော်တို့မထည့်တော့ဟော အဝါနန်းပြားတော့ကတော့ဒီမှာတော့ဒီလိုရိုးစီချက်နဲ့ဟိုကကြပ်သားရည်တွေနဲ့ပဲလေကျွန်တော်တို့အညာမှာကြတော့ဒီပဲရည်လေးရယ်ကြပ်သားရည်လေးရယ်ရောပြီးတော့နေတော့ကြတော့အဲ့အနံ့ရတာပြည့်စုံတာပေါ့အဲ့လေပိုးပြီးတော့စူစူလေးဆိုတော့ကြမအီတော့ဘူးဗျာကျွန်တော်တို့ကတော့မအီအောင်လဲထည့်တော့တာဗျာလေစားလို့လဲကောင်းအောင်လူတွေလည်းမအီအောင်ပေါ့ဟုတ်အဲ့လိုမျိုးလေးလား အဲသူများတွေကအဲ့လိုအဆုံးသုံးလေးမရောဘူးလားမရောဘူးလားဆိုတော့ကျတော့ကိုကရောင်းရင်နဲ့စိတ်ကပေါက်လာလေကိုကလည်းအစားတော့ဆိုကောင်းကောင်းရောင်းရင်တော့အဲ့မှာလေကဲအဆုံးသုံးလေးပါထည့်ရောင်းမယ်အဲ့အဆုံးသုံးထဲမှာထည့်တဲ့အချင်းရေကိုလေကျွန်တော်တို့ကဒီလိုရိုးရိုးရင်နဲ့ဖြော်တာမဟုတ်ဘူးအိမ်မာလေးပုတ်ပွက်စုအောင်ဟောယောဂါတွေမရအောင်ပေါ့ဒီအချင်းရေကိုလေပုတ်ပွက်စုအောင်တဲပြီးမှကျွန်တော်တို့အေးအေးခံပြီးမှသုံးတာပါဟာပြီးရင်လေလူတယောက်က အစားအသောက်ကိုဟိုဟာဘယ်လိုပြောရမလဲ တချို့ကမျက်စိနဲ့ပဲဘိုးရယ်စားတာလေကျွန်တော်တို့လည်းအပြင်တွေထွက်တယ်ဆိုလို့ရှိရင်ဒီစားအစားတော့မှာတန့်ရှင်းသလားမတန့်ရှင်းဘူးလားဆိုတာကိုမျက်စိနဲ့အရင်စားကြည့်လိုက်တယ်အဲဒီဆိုင်ကတော့တက်ရက်တယ်ဆိုရင်တော့ဝင်းစားတယ်ပေါ့မတန့်ရှင်းဘူးဆိုရင်တော့ကျွန်တော်တို့လည်းဝင်းမစားဘူးလေအဲ့ဒါကြောင့်မလို့ဒီအစားတော့ကိုတန့်တန့်ရှင်းရှင်းတတ်တတ်ရရအပြင်အတက်နိုင်ဆုံးအဲလက်အိတ်ဆိုလဲကျွန်တော်တို့ဟိုတစ်ခါသုံးပြီးရင်တစ်ခါပြစ်လိုက်တာပဲပေါ့အများအားအစားတော့ကိုကင်တော့မယ်ဆိုရင်လည်းအများအားလက်အိတ်ကိုနှစ်ဖက်ကင်ပြီးမှကျွန်တော်သုံးပါတယ် โอเคเออကျွန်တော်တို့ဆိုင်ရရနိုင်တဲ့အစားအစာလေးကတော့ဟိုကနန်းနန်းကြီးတို့ရယ်ပလာတာတို့ရယ်နန်းပြားတို့ရယ်ပြီးရင်နို့ခေါက်ဆွဲမုံဟင်းကအစုံတို့ခေါက်ဆွဲတို့အဲနေရာလေးကတော့ကျွန်တော်တို့ဝေးစံနာလန်းနဲ့ရတနာလန်းတောင်မှာပါလန်းတောင်ရတနာမွန်အိမ်ယာအောင်ရနာစေကန်းနဲ့ကိုက်ရက်ပါဟုတ်ကဲ့ဖုန်းနံပါတ်က order ဘာတွေမှမဲဆိုရင်တော့ဖုန်းနံပါတ်က 6533လုံး296ခွန်ပါကြာဟာဟို customer တွေကိုလည်းဟိုကျွန်တော်တို့ဒီအညာဒေတာအစားစာလေးကိုလာစားပါအောင်လို့ဖိတ်ခေါ်ပါတယ်